Okay ကျွန်တော်ချစ်မိတ်ဆွေတွေတပတ်တာလည်းကျွန်တော်ပြန်စားခဲ့ပြီးမနက်ကတော့ကျွန်တော်ဗီဒီယိုလေးနဲ့တော့ကျွန်တော်မတင်ပေးပြဖို့ဒီဗီဒီယိုမှာကျွန်တော်အရင်အပတ်တွေအပတ်တွေတုန်းကအတိုင်းတင်ပေးနေကြဖြစ်တယ်ဒီဗုဒ္ဓဘုရင်ပတ်တိတလုံးနဲ့ဗုဒ္ဓဘုရင်မပြောက်တလုံးဒါမှမဟုတ် ဒီတပတ်တာဘုလိုကလည်းကိုကမရှိဘူးဆိုတော့เนาะဒီဘုလိုနေရနေပဲကျွန်တော်တို့စားတယ်ဆိုတော့ရှေ့ပေါ်လေးဘွဲဒီပြတ်ထားတာဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီခြံရက်ပေါ့เนาะကိုပနဘွဲခြံအောင်မလဲဆိုရင်ကျွန်တော်ငါးဘွဲခြံအောင်မယ်မနက်ကတော့ဒါ36ဆိုတော့ကနန်းကျွန်တော်တို့ဒါထွက်သွားပြီပေါ့เนาะ36ဆိုတော့ကနန်းထွက်မသွားခင်မှာကျွန်တော်မနက်ကတော့ကအချိုကနန်းကြည့်ပြီးတော့လုံမအားနာနေကျွန်တော်လာပြီးတော့မတင်ပြီးပြီပေါ့အဲ့တော့ဒီညနေမှာဘူဂျိုလေးကိုစုံအောင်ဒီကြည့်ပြီးတော့ပါတပတ်တာတော့မွေးကနန်း၅ခွက်ရဲ့တပတ်တာမွေးကနန်း၅ခွက်နဲ့ ကျွန်တော်ဒီဒီညနေပါကနန်းပါကနန်းဘလို့ပြန်ပြီးတော့ထိုးရမယ်ပြီးတော့ဒီဗီဒီယိုမှာပဲကျွန်တော်ပြောပေးသွားမယ်မပြောက်ပတ်ဒီတလုံးနဲ့ဒီချိန်ဒီပတ်ဒီတလုံးပေါ့နော်ဒါကိုကျွန်တော်ပြောပေးသွားမှာဖြစ်တယ်မိတ်ဆွေများတေချာဆုံးထီတော့ကြည်ပေးစေခြင်းနဲ့မှန်မှန်လက်ခံနိုင်ဆိုတော့မိတ်ဆွေတွေကစားပါကျွန်တော်ရဲ့ပတ်ဒီတွေဒီပြီးခဲ့တဲ့ပတ်တုန်းကပတ်ဒီတွေဒီကျွန်တော်ချပေးထားခဲ့တယ်နော်ကျွန်တော်ချပေးထားခဲ့တယ်36တစုံဒီ36ကိုထွက်ခဲ့တာဖြစ်တယ်လို့ကျွန်တော်ရဲ့10ပတ်ဒီတလုံးကလည်း ဒါပွဲသိမ်းနေ့အထိပေါ့နော်ကျွန်တော်တို့ဒါတောင်းခံပြီးတော့ကျွန်တော်တို့ဒါထွက်ပေးသွားခဲ့ပါတယ်ကျွန်တော်လူတွေအကုန်လုံးစားသီးသွားတဲ့မိတ်ဆွေတွေကတော့ရခဲ့မှာဖြစ်တယ်လို့689ခွေဘူးသမားတွေကလည်းပောက်ခဲ့မယ်ပေါ့နော်ရှစ်ဘူးနဲ့ကျွန်တော်တို့ဒီပောက်ခဲ့တာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ဒီတစ်ပတ်အတွက်ပြောပေးသွားမယ်မပြောက်ပတ်သီးတစ်လုံးကိုကျွန်တော်ရင်စားပြီးပြောမယ်ကျွန်တော်ရင်မပြောက်ပတ်သီးဒီ9ဖြစ်ပါတယ်မိတ်ဆွေများနော်ကျွန်တော်ရဲ့ပတ်သီးတစ်လုံးဒီ ကိုဖြစ်ပါတယ်အခုဒီညနေကနေစပြီးတော့ပတ်ပါကိုကိုဒီညနေမှာကျွန်တော်ကိုနောက်ပိတ်တော်တော်လေးကိုကြိုက်ပါတယ်ဒီညနေနှစ်ခွန်လေးကိုအထည်နဲ့ပဲကျွန်တော်တို့သွားပါလိမ့်မယ်6နောက်ပိတ်ကြရင်9နောက်ပိတ်ကြပါတယ်တကွက်ကောင်းနေ26ဆိုတဲ့ကဏ္ဍမှာတကွက်ကောင်းထပ်ပြောပါမယ်နော်တကွက်ကောင်းနေ26ဆိုတဲ့ကဏ္ဍမှာဒီညနေပါနော်ဒီညနေပုံလုံးနေညနေကဏ္ဍဒီ26ဆိုတဲ့ကဏ္ဍမှာနော်ကိုဘတ်ဒီတလုံးပါနော်ကိုဘတ်ဒီတလုံးပါမပြောက်ပါဘူးစိတ်ချပါဒုတိယပတ်ဒီကိုကျွန်တော်ပေးရမယ်ဆိုရင်တော့နောက်ထပ်မပြောက်ပတ်ဒီတလုံးပါ10ပတ်ဒီဖြစ်ပါတယ်အဲ့တော့10ကိုတစုံပတ်နိုင်နေဆိုတော့မိတ်ဆွေတွေက တစုံပတ်ပြီးစားသီးလိုက်ပြီးကစားလို့ရတယ်လို့တစ်လုံးချင်းပဲသွားမယ်ဆိုရင်မိတ်ဆွေတွေအတွက်ကျွန်တော်ဒီတပတ်အတွက်ထုတ်ပေးထားတယ်မပြောက်ပတ်သေးတွေကတော့၈နဲ့၉နဲ့ဖြစ်ပါတယ်ဗုဒ္ဓူးတွင်းလုံးမပြောတော့ဘူးဘာကြောင့်လဲဆိုတော့အရှိပွဲတွေနှစ်ပွဲပြတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပေးလိုက်တာပေါ့နော်အဲ့တော့အဲဒီပြန်ပြီးတော့ထိုးရမယ်မွေးကနန်းတွေကတော့၈၉၈၈၁၉၁၆နဲ့ဒီအဲ18ဆိုတဲ့ကဏ္ဍပေါ့နော်မှတ်မိတယ်နော်၅ခွက်ပေါ့နော်2928 19 16နဲ့64ဆိုတဲ့ကဏ္ဍပေါ့နော်64ဆိုတဲ့ကဏ္ဍမှာအဲ့တော့အဲ့ကဏ္ဍ9ခုကိုမွေးကဏ္ဍ9ခုကိုလည်းကျွန်တော်အပေါ်မှာကျွန်တော်ရေးပြထားပါမယ်ပတ်တီးကတော့10ပတ်တီး9ပတ်တီးဖြစ်ပါတယ်မိတ်ဆွေတွေဇာတိတော့ပါချင်းနေတရားခိုင်လုံးတော့ပောက်ကွက်လုံးဝဖြစ်ကိုဖြစ်စေမယ်ပတ်တီးတွေဖြစ်ပါတယ်နော်စိတ်ကြယုံကြည်ပြီးတော့လိုက်ပါ6ခု8ခုခွေပူလိုက်မယ်မိတ်ဆွေတွေ6ခု8ခုခွေပူပဲလိုက်ပါနော်အားလုံးပဲထိထိမိပောက်ပါစီရပါစီအောက်ပါစီနော်